ိုင်းနဲ့အင်ဒိုနီးရှားကောင်းဆောင်တွေဟာနှစ်နိုင်ငံမှာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုတွေမြင့်တင်ဖို့တင်းလာနေကသဘောတူခဲ့ကြပါလေဒီသဘောတူညီမှုဟာဒေသတွင်းနိုင်ငံတွေတန်တပန်ဆက်ဆံရေးပုံမခိုင်မာစေဖို့ကြေကြေပြန့်ပြန့်အရှိန်မြင့်ဆောင်ရွက်နေခြင်းနဲ့လည်းတိုက်ဆိုင်နေပါလေအာဆီယံနိုင်ငံများအဖွဲ့ကိုထူထောင်သူနိုင်ငံတွေနဲ့ရောဒေသတွင်းအထက်စီးပွားရေးနိုင်ငံတွေနဲ့ရောထိုင်းနဲ့အင်ဒိုနီးရှားနိုင်ငံတို့ဟာကမ္ဘာစီးပွားရေးနိုင်ငံရေးမတိမငြိမ်ဖြစ်နေချိန်မှာ အာဆီယံကိုပုံမအားကောင်းအောင်တည်ဆောက်ဖို့လက်တွဲကြမှာဖြစ်ပါလေလို့ထိုင်းဝန်ကြီးချုပ်ဘေတုန်တန်ကနှစ်နိုင်ငံတွဲဆုံဆွေးနွေးပွဲမှာပြောကြားပါတယ်။အင်ဒိုနီးရှားသမ္မတဆူဘီယန်တိုကလည်းနှစ်နိုင်ငံလုံခြုံရေးကိုပိုပြီးထဲထဲဝင်ဝင်ဆောင်ရွက်ဖို့နိုင်ငံကောင်းဆောင်အဆင့်နဲ့ရောဌာနဆိုင်ရာအဆင့်ပါခီးစဉ်နဲ့ဆွေးနွေးပွဲနဲ့နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်သွားကြမှာဖြစ်ပါတယ်လို့ပြောဆိုခဲ့တာပါ။နေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေအထူးသဖြင့်အင်တာနက်ငွေလိမ်လည်မှုတွေနဲ့ လူကုန်ကူးမှုတားဆီးတွေမှာပဲပုံမပူပေါင်းဆောင်ရွက်ဖို့လည်းသဘောတူခဲ့ကြပါတယ်။တခြားအာဆီယံနိုင်ငံတွေနဲ့လည်းဗျူဟာမြောက်ပူပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်နေကြတာမှာပြီးခဲ့တဲ့မတ်လကဗီယက်နမ်နဲ့စင်ကာပူပြီးခဲ့တဲ့တပတ်ကတော့ထိုင်းနဲ့ဗီယက်နမ်နိုင်ငံတို့ဆွေးနွေးသဘောတူခဲ့ကြပါတယ်။အခုလိုအာဆီယံနိုင်ငံတွေမဟာဗျူဟာမြောက်ပူပေါင်းဆောင်ရွက်မှုတွေအရှိန်မြင့်လာကြတာဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ကုန်သွယ်ကွန်တိုးမြှင့်စည်းကြံမှုအပြင် မသေးမကြာမရေရာတဲ့အမေရိကန်နိုင်ငံသားရဲ့မူဝါဒတွေကြောင့်လို့လေလာသုံးသက်သူတွေကဆိုပါတယ်ခင်ဗျာ။